2025ထရီရေကောက်ပွဲကျင်းပဖို့၅လလောက်သာလိုပါတော့တယ်ရေကောက်ပွဲမတိုင်ခင်မြန်မာနိုင်ငံအတွက်ဘယ်လိုစင်ခေါ်မှုတွေရှိနေလဲအခြေခံဥပဒေပြင်ဆင်နိုင်ရေးလားချက်ပွင့်ဆိုင်ဆွေးနွေးပွဲကနေခိုင်မာတဲ့ရလထွက်ပေါ်လာရေးလားတနိုင်ငံလုံးပြစ်ခတ်ရစဲရေးစာချုပ်ချုပ်ဆိုနိုင်ရေးလားမီဒီယာကန့်သက်ထိန်းချုပ်မှုတွေလားဒါအပြင်လူမျိုးရေးဘာသာရေးကိုအခြေခံတဲ့ပြိပခတ်တွေဖန်တီးမှုတွေလားဒီလိုစင်ခေါ်မှုမျိုးတွေကိုဘယ်လိုကျော်လွှားနိုင်မလဲဆိုတာကိုဒီတစ်ပတ် DBB debate စီစဉ်မှာဆွေးနွေးသားကြမှာဖြစ်ပါတယ်ကျွန်မမျိုးမျိုးပါ ီစီစဉ်ကကြိုဆိုပါရယ်ဒီတစ်ပတ်ဆွေးနွေးမှာကတော့2015အထွေထွေရက်ကောက်ပွဲမတိုင်ခင်မြန်မာနိုင်ငံအတွက်ဘလို့စိန်ခေါ်မှုတွေရှိနေသလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသားကြမှာဖြစ်ပါရယ်အဲ့တော့အဓိကထားပြီးတော့ဆွေးနွေးမဲ့ပုံကို၄ဦးနဲ့ပြည်သက်ကိုမိတ်ဆက်ပေးချင်ပါရယ်ကျမရဲ့ညာဘက်မှာကတော့ဒီခိုင်ဖြိုးပါတီကနေပြီးတော့မှမျိုးသားလွတ်တော်မှဥအောင်ချိုးဦးဖြစ်ပါရယ်ကျမရဲ့ဘေဘချမ်းမှာတော့တခင်ကိုရောမိုင်းငင်းချမ်းရဲ့ကွန်ရက်ကဦးချစ်ဆောင်ဖြစ်ပါတယ်ဒီဘက်ကတော့တိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီခရိုင်ဥက္ကဋ္ဌဦးတာထူပါဒီဘက်ကတော့တရားလွှတ်တော်ရှေ့နေပေါ့ နိုင်ငံသားနှင့်နိုင်ငံရေးအခွင့်အရေးလှုပ်ရှားဆောင်ရွက်သူများအဖွဲ့ကမတ်ဖြူဖြူဝင်းဖြစ်ပါတယ်ရှင့်လက်ရှိမြန်မာနိုင်ငံအတွက်အကြီးမားဆုံးအဓိကကြတဲ့စင်ခုံမှုတွေကဘာတွေဖြစ်မလဲရှင့်ကျွန်တော်တို့ပြည်သူလူထုရဲ့အဓိကလူအင်ဆန္ဒတွေပေါ့ဒါတွေနဲ့ပတ်သက်ပြီးတော့မြန်မြန်ဆန်ဆန်ထက်ထက်မြက်မြက်နဲ့ထိထိရောက်ရောက်အကောင့်ထဲဖွင့်နိုင်ရေးအတွက်ကိုအရေးကြီးဆုံးစင်ခုံမှုလို့ပဲကျွန်တော်ပြောချင်ပါတယ်ခင်2015အထွေထွေရေကောက်ပွဲကနိုဝင်ဘာမှာကျင်းပမယ်ပေါ့နော်အဲ့တော့ ဲ2015အထွေထွေရေကောက်ပွဲကမြန်မာနိုင်ငံအတွက်တကယ့်ကိုနိုင်ငံရေးအခင်းကျင်းအစ်ကိုဖန်တီးပေးနိုင်မလား2008ဖွဲ့စည်းပုံအချုပ်ပုံအောင်မှာ2015ရေကောက်ပွဲကိုဒီတိုင်းဆက်ပြီးတော့ကျင်းပမယ်ဆိုရင်စိန်ခေါ်မှုတွေအများကြီးဖြစ်လာနိုင်ပါလားနောက်တစ်ခါ free and fair ဖြစ်တယ်လို့ပြောကောင်းလည်းပြောကြမယ်ဒါပေမဲ့ free ဖြစ်ဖို့ခင်ဗျားတို့စူးစမ်းခြင်းစူးစမ်းမယ်သို့တော့ fair မဖြစ်ဘူး justice မဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့2008ဖွဲ့စည်းပုံကပြည်သူလူထုရဲ့သဘောဆန္ဒနဲ့လည်းမတိုက်တယ်လို့ တထောင်ရှိဖွဲ့စည်းပုံရဲ့အကန့်အသတ်အပိတ်ပင်အတားအဆီးတွေကများလောကြီးလို့ဖြစ်တယ်ခင်ဗျာကျွန်တော်ပြပြပါမယ်1990ရွေးကောက်ပွဲတုန်းကအခင်းချင်းနဲ့2008ရွေးကောက်ပွဲဟာ2008ပေါ်မှာကျင်းပမယ်2015ရွေးကောက်ပွဲဟာမတူဘူးဗျာဘာလို့လဲဆိုတော့ကျွန်တော်1990လွတ်လပ်ဟိုပါဘောရွေးကောက်ပွဲတုန်းက NLD ဟာ1900ကျွန်တော်တို့84ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်းပြီးတဲ့အောက်မှာရွေးကောက်ပွဲဝင်တာဖြစ်တယ်နောက်တစ်ခါကျတော့ စီဂျင်းထိုးဘက်ကိုအဲ့ဒါတော့ဗျာတဆန်ကပါတီလက်ပိုင်းတော့ကျွန်တော်ကဒါတော့ sorry ပေါ့ဒါတဆန်ကလည်းစီဂျင်းထိုးတာအဲ့ဒီခါကျတော့လူဒူးနဲ့ကဘာလဲလူဒူးက NL ဒါပုံအော်တယ်အဲ့ဒီလိုပုံအော်တဲ့အချိန်ကဘာလို့ဆိုတော့ထောက်ကခွန်းစကဥပဒေကိုပြင်လို့သာဖြစ်တယ်မပြင်ရင်ပုံမအောင်ဘူးဗျာအဲ့တော့2008ဖက်စကူမှာကျွန်တော်တို့ကြည့်မယ်ဆိုရင်နံပါတ်1ကအကြီးကအတားဆီးဖြစ်ဆုံးကပုံမှန်6ဆနော်ပုံမှန်6ဆ6ဆကဘာလဲဆိုတော့ political leading role ကိုစစ်တပ်ကယူထားရမယ်ဆိုတာပြဋ္ဌာန်းထားတယ်အဲ့ဒီလိုပြဋ္ဌာန်းထားချက်ဟာ ပြည်သူလူထုအလွယ်ခံတဲ့မကြိုက်ဘူးလို့ကျွန်တော်တော့ထင်တယ်ဗျာဟုတ်တယ်ဆက်နော်၃မှ၄ပြင်ဖို့ကြိုးစားတယ်ပြောရတော့အန်တရီအပါဝင်ဟလာပွင့်လင်းရလဲကြိုးစားတယ်ကျွန်တော်တို့ပြည်သူတွေကလည်း၅သန်းလောက်မဲထက်ပြီးတော့ရင် ပြင်ဖို့အလုပ်တယ်ဒါပေမဲ့ပုံမှန်၄၆ကိုပြင်မလား59စောက်တော့ပြင်မလားနော်သို့မဟုတ်ကာလုံဥပဒေကိုပြင်မလားဆိုတော့ဒီဥပဒေတွေပြင်ဖို့အလားလာမရှိဘူးလို့ကျွန်တော်ယူဆပါတယ် ်ဘူပြင်ဖို့သမနာကြီးပြောတဲ့အထက်မှာပါလာတော့ဇရားတစ်နှစ်ပြင်ပါမယ်တဲ့အဲ့ဒါကတော့ကျွန်တော်ထင်တာဗျာဘာလို့တိုင်းဒေတာကြီးတွေနဲ့ဒီ government ဖြစ်လာမယ်လို့ပါ power sharing လုပ်ဖို့အတွက်နော် offering လုပ်တယ်လို့ပဲကျွန်တော်ထင်တယ်ကားလာတယ်လို့ထင်ပါတယ်နောက်တစ်ခုကတော့ဆရာဦးတာထူမေ့ချင်ပါတယ်တကယ်လို့များ NLD က2015ရွေးကောက်ပွဲမှာမဝင် ခဲ့ဘူးဆိုလို့ရှိရင်ဘာ impact ဘာအကျိုးဆက်တွေဖြစ်နိုင်မလဲ ဒီမိုကရေစီနိုင်ငံတော်ကိုသွားတဲ့အခါမှာရွေးကောက်ပွဲဟာပထမဆုံးလှေကြက်ဒါကိုနံပါတ်1ပြည်သူတိုင်းနားလည်ရမယ်ဝန်ထမ်းတိုင်းနားလည်ရမယ်တာဝန်ရှိတဲ့အစိုးရတိုင်းနားလည်ရမယ်နိုင်ငံရေးပါတီတွေလည်းနားလည်ရမယ်အဲ့ဒီလှေကြက်မှမတက်လို့ရှိရင်ကျွန်တော်တို့ဒီမိုကရေစီဒီမိုကရေစီဒီမိုကရေစီလို့ပြောကြင်ရပြောပထမလှေကြက်မှာတင်ပလက်တန်ကြမှာဖြစ်တယ်မဖြစ်ဖြစ်ဝင်းကိုအလှဲ့ကြမေဖုန်လေးမေးချင်ပါတယ်တရားဥပဒေစိုးမိုးမှု မရှိဘူးဆိုပြီးတော့မှတချို့တွေကလည်းပြောကြတယ်ပေါ့နော်နောက်တစ်ခုကကျတော့မီဒီယာသတင်းလွတ်လပ်ခွင့်မရှိဘူးဆိုပြီးတော့လည်းပြောကြတယ်နောက်တစ်ခုကကျတော့ဒီနိုင်ငံရေးလှုပ်ရှားသူတွေခဏခဏထောင်ထဲကိုဝင်နေရတယ် one light to light one light to light ဆိုတာမျိုးလေးတွေ့ရတယ်ပေါ့နော်လက်ရှိမှာအများကြီးပဲကဏ္ဍပေါင်းစုံတွေမှာဖြစ်နေတာအဲ့ဒါတွေကိုပေါ့ကျမတို့ဖြေရှင်းနိုင်မှာလားနိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲတွေအများကြီးပဲတွေ့ရပါတယ်။ကျမတို့အခုနမူနာပြောမယ်ဆိုလို့ရှိရင်ပေါ့နော်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့လယ်ယာဉ်ပြဿနာရဲ့လည်းအများကြီးရှိရယ်။အခု အာလက်တလောပေါ့လက်တလောလက်ဗရန်ကျောင်းသားအရေးခင်ပေါ့အဲအဲ့ကိစ္စတွေမှာလည်းကျမတို့ဒီနိုင်ငံရေးဖြစ်စဉ်အပြောင်းလဲနဲ့တာဝန်ရှိတဲ့သူတွေရောပေါ့နော်တာဝန်ရှိတဲ့သူတွေဆိုတာတဲ့တာဝန်ယူမှုတာဝန်ခံမှုနဲ့ဟောပေါ့နော်ကျမတို့ဘသူကနေပြီးဥဆောင်ပြီးဖြည့်ရှင်းနေရဲဆိုတဲ့ဥဆောင်မျိုးတခုမှမရှိမတွေ့ရပါခုနဆရာကျမမေးလိုက်တယ်မေးခွန်းဆရာမဖြေလိုက်ဘူးရှင်ဟုတ်ကဲ့2015ပြီးလို့ရှင်နိုင်ငံရေးအခင်းကျင်းတစ်ကပိုပြီးကောင်းလာမလားပိုပြီးမကောင်းလာဘူးလားပြောင်းလဲမှုဖြစ်သွားမလားဆိုဆရာမဖြေခဲ့ဘူး 2008ဖွဲ့စည်းပုံကိုမပြင်မဲနဲ့2015မှာဝင်ရမယ်ပါတီသီးသီးအောင်ဝင်မှာဆိုပြည်သူ့လူဆန္ဒနဲ့မကြိုက်ဘူးကျွန်တော်တို့ကတော့ဝင်စေရင်ကျွန်တော်ကပြင်စေခြင်းနဲ့သူတို့တွေကဝင်ရင်းနေတယ်အဲ့ဒါကပထမစိန်ခေါ်မှုပဲအဲ့တော့လူလူကြီးတရားလုံးကလည်းအဲ့လိုစိန်ခေါ်မှုရှိနေတယ်ရှိနေတဲ့အခါကျတော့လူလူမှာဝေဝါနေတယ်ဝေဝါတော့တကယ်လို့များ2015ရွေးကောက်ပွဲမှာအဲ့ဒီဥပဒေမပြင်မဲနဲ့ဝင်လို့အနိုင်ရတဲ့ပါတီဟာနော်ကာလုံရဲ့အုပ်ချုပ်မှုအောက်မှာဘာတစ်ခုမှလုပ်လို့ရမှာမဟုတ်ဘူးအဲ့ဒါကျွန်တော် တခုပြောပြမယ် ခိုးတော့ကတမရာကြီးနော်မန်းဝဲမောင်လေဒီမန်းဝဲမောင်တမရာဖြစ်တယ်အဲ့ဒီတော့ကဥပဒေကဘာလဲဆိုဖက်ဆက်ဖလာဥပဒေ1948ခုဥပဒေမှာတမရာကြီးဘာမှလုပ်ပိုင်권မရှိဘူးအဲ့တော့တကယ်လို့များဥပဒေတစ်ခုဟာပြည်သူလူထုအကျိုးစီးပွားအတွက်မရှိဘူးဆိုရင်တကယ်လို့2015မှာဝင်မယ်ဘယ်ဆိုကတက်တယ်တက်ပါဒေါန်စာစစ်ကြီးတက်မလားတက် NLD တက်မလားတက်တက်ချင်တဲ့လူတက်နောက်ပိုင်းအလုံးသမားတက်လာတယ်ညာသမားတက်လာတယ်အားလုံးနော်ဘယ်လိုဆိုရလဲ များတော့ကျွန်တော်တို့ဟလာအလုံးသမားလန်သမားចောင်းသားတယ်မကဘူးမီဒီယာတွေပါပိုးပြီးတော့ဒုက္ခရောက်နေမယ်ချစ်ဆောင်မှုကခုနကပြောတယ်ဘသူပဲတက်တက် NLD ပဲတက်တက်ဘသူပဲတက်တက်ဒီမှာလက်ရှိအနိုင်ရပါတီကိုစားပြုရှိနေရနော်ဟုတ်ကဲ့ဆိုဒီပေါ်ပါပြန်ပြောချင်တယ်ဟိုကျွန်တော်ကျွန်တော်ယူဆရတယ်ပြည်သူအများစုရဲ့ဆန္ဒပဲလေဒါကတော့ဟိုပြည်သူအများစုရဲ့ဆန္ဒဆိုတာဘာကိုပြောချင်လဲပြည်သူအများစုဆိုတာကတော့ဒီကောင်းမွန်တဲ့အစိုးရနဲ့ကောင်းမွန်တဲ့လူတွေပဲဒါသူတို့နဲ့ထိတွေ့ခြင်းနဲ့ဆက်ဆံခြင်းနဲ့ ဒီဖြစ်နေတဲ့ပြဿနာကြီးအားလုံးရဲ့အခြေခံကဒါပဲဒီအတွက်ကိုကျွန်တော်တို့ကအကောင်းဆုံးဖြစ်အောင်အဲလုပ်ကြရတာပဲလုပ်ကြရတဲ့နေရာမှာတော့ကျွန်တော်တင်ပြချင်တာကအဲကျွန်တော်တို့နိုင်ငံရေးပါတီတွေရှိတယ်အဲဒီကနေပြီးတော့လက်ရှိတည်ဆဲဥပဒေရအစိုးရကိုသွားတာရှိတယ်တချို့ကြတော့လည်းအစိုးရလုပ်တယ်အဲတခါနိုင်ငံရေးပါတီနဲ့ဟိုလက်ရှိတည်ဆဲဥပဒေရလုပ်လို့မရတာရှိတယ်ဒါကြောင့်ကြံခဲ့တဲ့နိုင်ငံရေးပါတီကနေဒီအစိုးရကိုတိုက်တွန်းရတာရှိတယ်ထိချောင်းရတာရှိတယ်ဒါဒီနေ့ကျွန်တော်တို့လက်တွေ့လုပ်နေရတာအဲ့တော့ဒီနေ့ခေါင်းစဉ်ကြတော့ အဲကျွန်တော်တို့က2015အကြိုမှာဖြစ်လာမဲ့စိန်ခေါ်မှုကိုကျွန်တော်တို့ကဆွေးနွေးရတာဖြစ်ဒီအတွက်သူဘာဖြစ်လာနိုင်လဲကျွန်တော်တို့ကသိတော့မသိသေးဘူးသူဖြစ်လာနိုင်တဲ့အတိုင်းတိုင်းကျွန်တော်တို့ရင်ဆိုင်မှုအရာအတွက်ကနှီးမျိုးစုံနဲ့ဖြစ်ရှင်းနေရသို့တော့ထိရောက်ခြင်းမထိရောက်ခြင်းဆိုတာကတော့လက်ရှိဖြစ်နေတဲ့အခြေအနေအရာရာအလုံးကလူသားတွေဖြစ်နေအသိဉာဏ်ရှိတဲ့လူတွေဖြစ်နေအဲ့ဒီလူတွေတူအောင်ညှိဖို့ဆိုတာတော်လေးကျွန်တော်စူးစမ်းဒီမှာနိုင်ငံရဲ့တမိုင်းကြောင်းအခြေအနေနဲ့နိုင်ငံမှာရှိနေတဲ့လူမျိုးစုတွေပေါ့ ဒီစိတ်ကောင်မှုကြီးအများကြီးကြီးတယ်ကြီးမားတဲ့အတွက်ဒီနေ့မလုပ်ဘူးလားဆိုတော့လေအလုံးသေးတယ် Facebook အခြေခံဥပဒေမပြင်းဘူးလားပြင်ဖို့ရအတွက်ဒီနေ့ step by step သွားနေတာအကုန်လုံးပါနိုင်ရေးအတွက်ကိုဒီဘက်ကတီးစဲလောတွေလည်းလုပ်တယ်လို့တဘက်က6ပွင့်နိုင်6ပွင့်ဆိုင်အလုံးတွဲတင်တဲ့လူတွေတွေ့ရမယ်ဆိုတာလေကျွန်တော်တို့ဒါတွန်းတွန်းတိုက်တိုက်လုပ်နေဆိုလိုတာကတော့ဟိုဒါဒါဒါ USDB ပါတီတခုတည်းပဲမဟုတ်အားလုံးရဲ့ဒီရှိနေတဲ့အချိန်ကာလပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကတွန်းသွားဒီစိန်ကောင်မှုတွေအားလုံးပေါင်းဒီဆရာပြောရဲဒီကိုကပြောပါတယ် စင်ခေါ်မှုကဘာလဲဆိုတော့သူတိတိကျကျတော့မပြောတော့ဘူးဆရာ။ဘာပြောသွားလဲဆိုတော့လူမှုဆန္ဒကစင်ခေါ်မှုသဘောတူလားဆရာလူမှုဆန္ဒစင်ခေါ်မှုအစိုးရတက်လာတဲ့အစိုးရကပြောလို့ရှိရင်လုံသားပြည်သူတရားလုံးအတွက်လုံရတဲ့လုံငန်းစဉ်ပေါ်မှာလုံသားပြည်သူလူအားလုံးရဲ့လူအပ်ချက်တွေကိုမဖြည့်ဆည်းနိုင်ရင်စင်ခေါ်မှုပေါ့လူမှုဆန္ဒကစင်ခေါ်မှုပေါ့လူမှုဆန္ဒဆိုတဲ့နေရာမှာအကြမ်းမြင်တော့ပြောလို့မရဘူးဘယ်လောက်ဘယ်လိုကဏ္ဍတွေကပို့ပြီးတော့မှစင်ခေါ်မှုတွေဖြစ်နိုင်တယ်တကယ်လူမှုလိုအပ်နေတဲ့ဆန္ဒတွေကဘာတွေလဲ မြန်မာနိုင်ငံရဲ့လူဦးရေလူဒန်းစားဒါကိုကြည့်လို့ရှိရင်လယ်သမားလူဒန်းစားရှိတယ်အလုသမားလူဒန်းစားရှိတယ်စင်ရဲသားနဲ့လက်လွတ်လက်စားနဲ့စင်စင်ရဲရဲနဲ့လူဒန်းစားတွေရှိတယ်ဒီလယ်သမားအလုသမားစင်ရဲသားလူဒန်းစားရဲ့ဒီစိန်ခေါ်မှုဟာပိုပြီးအရေးကြီးတယ်အပေါ်ဘိုင်းဆိုင်ရာလဲစိန်ခေါ်မှုဆိုတာကတော့ဒါကိုကျိုးနဲ့ဆိုင်ပါအောက်ဘိုင်းဆိုင်ရာကိုစိန်ခေါ်မှုကဘဝနဲ့ဆိုင် မဖြစ်ဖြစ်ဝင်ဘာပြောချင်လဲအခုပေါ့နော်ဒီဖွဲ့စည်းပုံပြင်ဆင်ရေးကို step by step သွားနေရဲဆိုတဲ့အပေါ်မှာကျွန်တော်တစ်ချက်ဆွေးနွေးချင်တာက step by step သွားနေရဟုတ်ပြီ step by step ဆိုတာဘလူပုံစံမျိုးနဲ့ step by step သွားနေရလဲ legally ရသွားနေရလားဒါမှမဟုတ်လို့ရှိရင်တစင်တစင်ညွှန်ကြားမှုအရင်မေ့ရအောင်သွားနေရလားဆိုတော့ကျွန်တော်သိချင်ဒီနေ့သွားနေတဲ့ဖြစ်စီကိုကြည့်လိုက်ရေ legal ဘိုင်းนี่ပဲသူတည်ဆဲဥတွေတည်းရပဲလုံးလို့ရတဲ့အားလုံးဒီနေ့လောက်ရတာပဲဒီတိုင်းကျွန်တော်တို့ကသူစမယ်ငါစမယ်ဆိုရင်လည်း ဘယ်သူကစာမလဲဆိုတာရှိတယ်ဒါကြောင့်ဘလို့အဓိကဘယ်ဟာစာမလဲသူဖွဲ့စည်းပုံအခြေခံဥပဒေကြီးကဒီတိုင်းရှိထားတာဘူးသို့တော့အဲ့ထက်မှစပြီးတော့မှဘယ်လိုပြင်ရမလဲဆိုတာဒီနေ့အဲဒီရောက်နေတဲ့အဖွဲ့အစည်းတွေအကုန်ရှိတယ်အဲ့ဒါဆိုဆိုလိုချင်တာအခုကစားဥဆောင်မှုအခန်းကဏ္ဍပျောက်ဆုံးနေရလေဆိုလိုချင်လားကျွန်တော်တင်ပြချင်တာဥဆောင်မှုအခမ်းကဏ္ဍဆိုတာကျွန်တော်လူတယောက်တည်းကိုအဖွဲ့အစည်းဖွဲ့တာဥဆောင်လို့မရဘူးဒါနိုင်ငံကျွန်တော်ခုနပြောခဲ့ပြီနိုင်ငံရှိနေတဲ့သမိုင်းရယ်နိုင်ငံရှိနေတဲ့လူခုနလူမျိုးရေးအခြေအနေတွေဒေသအခြေအနေတွေအလုံးပေါင်းဆက်ပြီးဒီနေ့ဖြစ်တည်နေတဲ့စနစ်ကို ဒီတိုင်းစားရတာဒါကြောင့်မလို့ကျွန်တော်တို့ကဒီဥဆောင်မှုကိုတစ်ခုတည်းနဲ့မသွားပဲနဲ့စူပါဒီဒီတော့မှတူတာရည်လက်ရှိမယ်မတူတာရည်လက်ရှိအကြေလဲဆွေးနွေးကြတာပေါ့ဒါကြောင့်တချို့အရေးကြတော့ကျွန်တော်တို့တည်စေအဲဒီဥပဒေအရတစ်ဖက်ကလည်းသွားတယ်တစ်ဖက်ကလည်းပြင်ပနေဆွေးနွေးတင်တယ်ဆိုပြီးတော့ကျွန်တော်တို့တောင်းဆိုခဲ့ရရှိတယ်ဒါဒါဒါအားလုံးလည်းဒီပါတောင်းဆိုခဲ့လို့ဒီနေ့သီစာတွေ့ဆုံပွဲရလည်းခဏခဏလုပ်လာကြာချင်းမကြာချင်းကတို့ပုဂ္ဂိုလ်ရေးကိစ္စဖြစ်တာကျွန်တော်ကပြောတာကျေးဇူးတင်ပါတယ်ပရိသတ်ထဲကနေပြီးတော့မှပါဝင်ဆွေးနွေးမဲ့သူကိုဖိတ်ခေါ်ပါတယ် ဒီခုရွေးကောက်ပွဲ2015မတိုင်မှာစင်ကုန်မှုတွေရောအင်မတန်ကြီးမာတယ်ခုဘယ်လိုပုံစံကျင်းပါသလဲသူကရွေးကောက်ပွဲတက်တက်အာန်ဒါမန်စနစ်ကျင်းပါတယ်ရွေးကောက်ပွဲကိုပုံမှန်ကျင်းပါပြီမယ်ဒါမဲ့ဒီစင်ကုန်မှုတွေကိုအများကြီးတော့သူဘယ်လိုမှဖြည့်ရှိမှာမဟုတ်ဘူးအဓိကစင်ကုန်မှုကဖွဲ့စည်းပုံအခြေခံဥပဒေမပြင်းတဲ့ကိစ္စပဲအဲ့တော့ဒီဥကဒီဆရာပြောရဆိုပေါ့ဒီရွေးကောက်ပွဲသူကလှေကားတည်တယ်လှေကားတည်မယ်ဒီမိုစီစံစင်စံညူတွေမပါဘူးသူကဘလာအနှစ်သာမပါလေလှေကားတည်တယ်ဖြစ်နေတယ်ဟုတ်ကျေးဇူးတင်ပါတယ် 2015ရေကောက်ပွဲကြီးကိုကျွန်တော်တို့ပါတီစုံကိုတကယ်မဲပေးနိုင်မယ်မဲစင်းပါဝင်ရေးမဲစင်းထဲမှာကျွန်တော်မဲတကယ်ပါတီတွေကိုပေးခြင်းတဲ့ပါတီအတွက်မဲပေးနိုင်ရေးအတွက်မပါဝင်တာတွေရှိတယ်အခုကျွန်တော်မဲစင်းတကယ်မဲပေးမဲ့လူတွေဟာကျွန်တော်တို့နာမည်တူနေရာတွေပြင်ဖို့တွေအခြေခံလူတန်းသားဒီမဲစင်းပြင်ဖို့ဆိုတာကတော်တော်အလုပ်ချုပ်တဲ့ကိစ္စပါနော်ဥပဒေလမ်းကြောင်းဆိုင်ရာတွေရုံးကနာသွားဖို့မလွယ်တဲ့ကိစ္စအဲ့ဒါတွေကိုကျွန်တော်တို့တကယ်တာဝန်ရှိအောင်လုပ်နေတဲ့သူတွေဟာလွဲချော်မှုတွေအများကြီးနဲ့လုပ်နေတယ် တမင်တကာလုတ်တယ်လို့တော့ထင်ရတယ်။သို့တော့သူတို့ကဘာပြောလဲကွန်ပျူတာရဲ့ခြုံရင်းချက်ပါလို့ပြောနေတယ်။အဲ့တော့2015စိန်ခေါ်မှုတွေအများကြီးတွေမှာမှာနံပါတ်1ကျွန်တော်အရေးကြီးဆုံးစိတ်ထင်ရတော့မဲစင်းမှာကျွန်တော်တို့တကယ်မဲပေးတဲ့သူတွေပါဝင်ရေးအရေးကြီးတယ်လို့ကျွန်တော်ပြောလိုပါတယ်။ဟုတ်ကျေးဇူးတင်ပါတယ်။နံပါတ်၁ချက်ကကွနာ2000ပြောဆိုသွားကြတဲ့တိုင်း2000ဖွဲ့စည်းပုံပြည့်စုံမှုမရှိဘဲနဲ့ဝင်သွားမယ်ဆိုလို့ရှိရင်ကွနာဒီခင်းချင်းပေါ့အဲ့တော့2000ဖွဲ့စည်းပုံအောက်မှာ 去报答的，我收也报。怕偏心母人，娘爹爹妈妈，楼上被奶奶来路，别朝对面收。看那谁嘛，反正看我偏心咪多会。屋妈来啊，咪不等啦。楼大妈，楼卡拉啥不等啦。爹妈去了，车间路那那里，我拿双新样袜子，不消穿，不等啦。哪里还躺那有天的也未对呀？然后我阿蛋一看，你给啥？ အတိုက်ခံတွေအခုအတိုက်ခံတွေတော့မှဆိုလို့ရှိရင်ဒေါ်တော်လာလို့ရှိရဲနောက်တဲ့တခါလေယာမေတောင်းဆိုမှုကိစ္စတွေတဲ့မှာပါဝင်သူရှိတယ်လက်ဘရန်မှာပညာရေးကိုပြောင်းလဲပေးဖို့တောင်းဆိုတဲ့အကြောင်းသားတွေရိုက်နှက်တယ်အဲ့တော့2015ရွေးကောက်ပွဲအတွက်အဓိကစင်ကုန်မှုအဲ့ဒီကျင်းပမဲ့အဓိကကြားရစင်ကုန်မှုတွေဆိုဒီ2015ရွေးကောက်ပွဲအတွက်နောက်ချင်းဖွဲ့စည်းပုံပြင်ဆင်နိုင်မဲ့ဘေးကနေပြောပြနိုင်မဲ့အားတွေအကုန်လုံးရှိတဲ့လူတွေကိုထောင်ထဲထည့်လူပဲမြင်နေအဲဒါကြောင့်အတိုက်ခံတွေကိုထောင်ထဲထည့်တယ်အဲ့တော့2015ရွေးကောက်ပွဲ ရဲ့အဓိကကြီးမောင်းစိန်ခေါ်ချက်ဆိုအတိုက်ခံတော်တော်များများကိုထောင်ထဲကိုထဲပါလေဦးမယ်လို့ပဲပြောကြရင်လည်းဒီကုန်းချုပ်ဒီ election နဲ့ပတ်သက်ပြီးတော့ free and fair ဖြစ်တယ်မဖြစ်ဘူးဆိုတဲ့ကိစ္စအဲ့ဒါလေးကိုကျွန်မဆွေးနွေးခြင်းပါတယ်အဲ့ဒါကတော့အရန်ကိုလည်းခစ်စားခဲ့တဲ့အစိတ်သားလွတ်တော်ထဲမှာ ရောက်နေတဲ့အစိတ်သားကိစ္စပဲအဲ25ရာခိုင်နှုန်း25ရာခိုင်နှုန်းဟုတ်25ရာခိုင်နှုန်းအရန်ခစ်စားခဲ့တဲ့ကတော့အစိတ်သားပေါ့နော်25ရာခိုင်နှုန်းကိစ္စပဲ ါ်မှာ440ရှိရင်130ကိုယူထားပြီးသားဘလို့နီးနေမှကြံနေမြန်မာတိုင်းငံလုံးအနေထားနဲ့ဝင်ပြိုင်မယ်ဆိုရင်ပါတီတွေကလည်းအများကြီး၂၅ရာခိုင်နှုန်းကိုယူထားပေးတာဆိုတော့ဘလို့လုတ်ပြီးတော့ free ဖြစ်မယ် fair မဖြစ်ဘူး justice မဖြစ်ဘူးတေးကြတယ်အဲ့ဒါလေးပြောချင်ပါတယ်အဲ့ဒါစိန်ခေါ်ခုဒီကနေ့ဆွေးနွေးမှုနဲ့ပတ်သက်ပြီးတော့ video သတင်းပေးပို့ချက်တစ်ခုလေးကိုကြည့်လိုက်အောင် 2015ရွေးကောက်ပွဲကျင်းပဖို့အချိန်အဖြစ်တဖြည်းဖြည်းနီးကပ်လာတာနဲ့မျှမြမနိုင်ငံရေးဟာလွန်ခဲ့တဲ့နှစ်သက်စာရဲ့လှုပ်လှုပ်ရှားရှားဖြစ်လာပါဗျ။အဒီထဲမှာဘသူကသမရလောင်းတွေလဲပြည်သူတွေလူလာတဲ့2008ဖွဲ့စည်းပုံပြင်ဆင်ရေးရွေးကောက်ပွဲမတိုင်မီဖြစ်နိုင်မဖြစ်နိုင်၆ပွင့်ဆိုင်ဆွေးနွေးပွဲဇတိုက်ဖြစ်ပေါ်ရေးနဲ့တနင်္ဂနွေလုံးပြစ်ခတ်ရေးစီစတာတွေဟာရွေးကောက်ပွဲမတိုင်ခင်အဓိကဆင်ခုံမှုတွေဖြစ်လာနိုင်ပါတယ်။ဒါ့အပြင်လက်ရှိဖြစ်ပေါ်နေတဲ့မဲဆင်းပြဿနာနဲ့နိုင်ငံတကာကအာရုံစိုက်နေတဲ့လိစီဒုက္ခတွေရေးပြင်တခြားပြဿနာတွေလည်းရှိနေပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့၅လလောက်သာလိုတော့ပေမဲ့အတိုက်ခံပါတရေးဖြစ်တဲ့ NLD အနေနဲ့၆ပွင့်ဆိုင်ဆွေးနွေးပွဲအဖြစ်ရလဒ်နဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးကိုစောင့်ကြည့်ပြီးမှရွေးကောက်ပွဲဝင်မဝင်ဆုံးဖြတ်မယ်လို့ဆိုပါတယ်။လက်ရှိအနာရပါတီဖြစ်တဲ့ပြည်ထောင်စုကြက်ခါရေးပါတီအတွင်းမှာလည်းသမရဦးသိန်းစိန်နဲ့ပါတီဥက္ကရာသူရဦးရှိမန်းတို့အကြားသဘောထားကွဲလဲမှုတွေရှိနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပြန်ပါတယ်။ ြည့်ခဲ့တဲ့မက်ချ်လာက NCCT နဲ့ UPWC တို့သဘောတူထားတဲ့တနင်္ဂနွေလုံးပြည့်ခဲ့ရစေသဘောတူစာချုပ်ပါချက်တွေကတချို့ကိုပြင်ဆင်ဖို့ဇွန်လ2ရက်နေ့ကနေ9ရက်နေ့ထိပြုလုပ်ခဲ့တဲ့ Lockheed ညီလာခံကအဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်အစိုးရအနေနဲ့လာမယ့်ရွေးကောက်ပွဲမတိုင်မီတနင်္ဂနွေလုံးပြည့်ခတ်ရေးစာချုပ်ချုပ်နိုင်ဖို့ရည်မှန်းထားပေမဲ့ဒါဟာဖြစ်လာဖို့မလွယ်ကူတော့တဲ့အခြေအနေမှရှိနေပါဗျ။